တဲလန်လဲပါမယ်အရေးချင်းနဲ့ရှိရမယ်အဲအဲ့လိုအရာတွေအကုန်ပြည့်စုံမှာဖြစ်တာလေအဲ့တော့မူကြီးက तू မလုံနိုင်ဘူးလို့ပြောတာ तू မှာဒါတွေမပြည့်စုံဘူးဒါ तू ပြည့်စုံတဲ့ချိန်ညာနေတော့ तू သုံးဖြတ်လိုက်ဖားနဲ့နောက်မွေးတာဟုတ်တက်ဟေးဒီဇက်ကားနေဆိုရင်ကန်းလန်းတဲ့လူတွေရှိတယ်ဒါမဲ့ तू မလုံချင်သေးဘူးအဲ့တော့ तू နင်းတယ်ခါကျရင် producer နဲ့ तू နဲ့ဓာတ်ရိုက်ပြောတာဟုတ်ဓာတ်ဓာတ်ရိုက်ပြောတယ်ရိုက်မလားသမီးဆိုမရိုက်ဘူးလို့ပြောတယ် သူရွေးချယ်လိုက်တဲ့အပေါ်မှာအမားရှိလိုက်လဲသူကြောင့်မားလဲဆိုတာသူသိတယ်သူတာဝန်ယူတတ်လာတာပေါ့လေပညာတော့ကားလာလဲကြိုက်တယ်ဆိုလာလဲကြိုက်တယ်သူအတယုတ်ဆောင်မှလည်းကြိုက်တယ်ဒါပေမဲ့အဓိကတော့တယုတ်ဆောင်မှသူမလုပ်တတ်ဘူးမောင်နှံတို့တော်တော်လေးတိတ်ကဲလို့တယ်အဲ့လိုမျိုးလေးတွေ ပြောလို့ဟိုတနေရာသွားရဲဆိုအလှပုံနဲ့ရိုက်ကြတာဟိုရိုက်တော့ဟိုကြီးအဲ့ဒါကိုကြည့်ပြီးတော့ဒီအဖေနဲ့မေလာသူရိုက်ပြီးမှရိုက်ပြီးမှဆိုပြီးတော့အဲ့လိုယူယူဖုန်းယူယူပြီးရိုက်ပေးတာပဲအဲ့လိုသူလှုပ်ပေးခြင်းနဲ့ချင်းညာရင်တော့လှုပ်ပေးလိုက်တော့အော်ငါတပီလေးတိတယ်တယ်ပေါ့တခါလေးကျရင်လည်းသူတခြားအဆော့မဲ့နေတာတို့တခြားရွှေရှင်ကြီးတာမဲ့နေတာလို့ဆိုရင်လည်းသူကသူနေတာပါပဲအဲ့ဒါလည်းသူကခုနကပြောလို့သူလှုပ်ပေးခြင်းနဲ့စိတ်ရှိမှမူပါမှာမလှုပ်မလှုပ်ချင်ရင်လည်းသူရိုက်မယ်လာမူကြည့်ဆိုလို့ရှိရင်တခါလေးကျရင်ဟမ်းမရိုက်ချင်ဘူးလို့လည်းတခါကျပြောတယ် ကားရတာလည်းသဘောကျတယ်ဒါပေမဲ့ तू အဲ့လိုနည်းနည်းစိတ်ရှုပ်နေတဲ့အချိန်ဥမာရတီကူတို့ပူတဲ့အချိန်တို့ဘာလို့ तू တိတ်ပြီးတော့စိတ်မကြည်တဲ့အချိန်ညာတော့ तू မရိုက်ချင်တယ်မရိုက်ချင်ပါဘူးလို့ तू ပြောတယ်အဲ့ तू ပုံမှန်အေးလူလူနဲ့စိတ်ကပျော်ပြီးတော့ तू ကားကားရတဲ့မင်းချင်တဲ့အချိန်ညာလည်း तू ခြိုက်မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဟုတ်ပါဘူးတူတူပါပဲဟိုကန်လန်းလာတယ်ဆိုရင်တော့ကန်လန်းလာတာလေးရှိတယ်ဇက်လည်းအဆင်ပြေတယ်ဆိုတော့ တို့မေးကြည့်မှာသူရိုက်ချင်လာတော့ကျွန်တော်တို့ကတော့သူလုတ်ချင်လာပဲရင်မေးကြည့်တာသူ့ကိုအကျိုးသိအကြောင်းကိုရှင်းပြတယ်တမိဒါကတော့ဒီလိုတမိလုတ်ချင်လာသူမလုတ်ချင်ဘူးဆိုပေးမလို့လုတ်ချင်လဲဆိုရင်ဟိုကြော်ညာတော်မှရွှေတို့ကဒီ product လေးဒီပစ္စည်းလေးတမိရိုက်ချင်လာအဲအဲ့လိုမျိုးမေးပြီးတော့မှသူအဲသူကြိုက်တယ်သူလက်ခံတယ်သူလုတ်ချင်တယ်ဆိုတော့မှပဲအဲ့ဒီလုတ်လက်ခံလိုက်တာပေါ့နော်အဲဒီဇက်ကားတွေဆိုရင်ကန်လန့်တဲ့လူတွေရှိတယ်ဒါပေမဲ့သူမလုတ်ချင်သေးဘူးအဲ့တော့သူငင်းတယ်ခါကြရင် producer နဲ့သူနဲ့ဒါရိုက်ပြောတာ ဒါဓာတ်ရိုက်ပြောတယ်ရိုက်မလားသမီးဆိုမရိုက်ဘူးလို့ပြောတယ်အခုလောလောဆယ်တော့ဒီရုပ်ရှင်နေပါတယ်သိဆောင်နိုင်တဲ့ပတ်သက်ဆိုသူဘာတခုမှမလက်ခံလက်မခံသူရွေးချယ်လိုက်တဲ့အပေါ်မှာအမားရှိလိုက်လဲသူကြောင့်မားလဲဆိုတာသူသိတယ်သူတာဝန်ယူတတ်လာတာပေါ့လေအခုသူတခုခုလှုပ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ကပေးလှုပ်တဲ့နေရာပေါ်မှာသူလှုပ်ချင်လို့ပေးလှုပ်တယ်အဲ့ဒီအတွက်ဖြစ်လာတဲ့ပြဿနာတခုရှိလာတယ်သူပြောပြတယ်ဒါသမီးလောက်လိုက်လို့ဖြစ်တာတော့ဆိုရှင်းပြအဲ့တော့ဘာဖြစ်လာလဲဆိုတော့သူ့ရဲ့ လှုပ်လိုက်တဲ့လှုပ်ရက်ပေါ်မှာသူတာဝန်ယူရမှာဆိုတော့သူအရင်နဲ့သိလာတာအဲ့ဒါသူ့ရွေးချယ်ခိုင်းတယ်အန်ရမရှိဘူးဆိုရင်တော့သူရွေးချယ်ပြီးပေးလိုက်တာသူရရအန်ရရှိရရကြောင့်တမိဒါလုံးဝလှုပ်လို့မရအောင်ဒါအန်ရရှိရတမိလှုပ်လို့မရတဲ့အရာဆိုပြီးတော့ပြောလိုက်တာဒီအလုံးနဲ့ပတ်သက်တာတွေကတော့သူ့အနေနဲ့တိရစ္ဆာန်တရားလောက်ဖို့ရတယ်ပင်မန်းပါလေဒါပဲပြောပြောဝါသနာပါတယ်ပဲပြောပြောဟာတမိရရိုက်လိုက်ရိုက်လိုက်လို့တင်းပြောလိုက်လို့ရှိရင်သူဒီကဲလို့ဥပမာဒီရွယ်လေးကငိုတယ်ဆိုတာအာ ဘယ်လိုပြောမလဲအတင်းအကျပ်ကိုရရင်သူ့အတွက်ပျော်စရာလည်းကောင်းမှာမဟုတ်ဘူးလေပေါ့နော်အဲ့လိုဖြစ်နေမှာအဲ့တော့အမတို့ကအတင်းအကျပ်တော့ဒီတယောက်ဆောင်သားတွေမှာမလုပ်စေချင်ဘူး तू ကြီးတာလို့ဝါသနာပါရယ်လို့ပေါ့ဒါမှအခုဝါသနာပါရယ်အခုလုပ်ချင်တယ်ဆိုလဲလုပ်လို့ရတယ်ပေါ့နော်ဒါကတော့ရွှေပြန်တားပါအမအချိုစားကျင်တယ်ပေါ့လေသူချောင်းရင်းဆိုးနေချိန်မှာသူအချိုစားကျင်တယ်တကြားလုံးစားကျင်တယ်ဆိုဒါစားရင်ချောင်းဆိုးမှာတော့လို့သူပြောတယ်အဲ့ဒါသူရမ်းစားကျင်တယ်ဆိုစားကြည့်လိုက်စားကြည့်တဲ့အချိန်မှာချောင်းဆိုးလာတဲ့အချိန်ကျတော့သူပြောတယ်တွေ့လားတမိတာတမိအချိုစားလိုက်လို့ချောင်းဆို ဲ့တော့နောက်တစ်ခေါက်သူခြုံစားတော့မယ်ဆိုရင်ချောင်းဆုံးမယ်ဆိုရင်ပြီးပါအဲ့လိုမျိုးလေးတော့သူ့ဆုံးဖြတ်ချက်နဲ့သူလုတ်ခိုင်းနေတယ်ဒါပေမဲ့အနေရှိတဲ့ဟာတွေတော့ပါတယ်သူဆောင်ဆိုတာတဲနဲ့လည်းပါရမယ်အရေးချင်းနဲ့ရှိရမယ်အဲ့အဲ့လိုအရာတွေအကုန်ပြည့်စုံမှာဖြစ်တာလေဟိုဘယ်လိုပြောမလဲအခုဒီကလေးသေးဥဆောင်လေးအောင်မြင်တဲ့ကလေးတွေရှိရဆိုရင်ဒါကဟိုမိဘကလုံဆိုလို့လုပ်တဲ့တိုင်းအဲ့ဒီတမျိုးတွေနဲ့ဖြစ်တာမဟုတ်ဘူးသူတို့မှခုနပြောသူပါရမီတွေရှိတယ်ဒီဟာပုံမှာ talent ရှိတယ်အဲ့ဒါတွေပြည့်စုံမှာဟိုကြီးကြောက်ပါလေအဲ့လိုတွေပြည့်စုံလို့သူက တို့တွေလုံနိုင်တာပေါ့နော်အဲ့တော့မူကြီးက तू မလုံနိုင်ဘူးလို့ပြောတာ तू မှဒါတွေမပြည့်စုံဘူးသူ तू ပြည့်စုံတဲ့အချိန်ကြီးနဲ့ तू သူဆုံးဖြတ်လိုက်နော်အမားတို့ကတော့အဲ့လိုပဲစဉ်းစားထားပါတယ် तू ဝါသနာပါတယ်လို့ပြောတယ် तू ဝါသနာပါတယ် तू တခြားအလုပ်တွေဆိုအမားတို့ကလည်းနည်းနည်းတိုးပြီးမကြောက်သမီးဥမာဆရာဝန်ကြည့်နေသမီးဆရာဝန်လောက်တဲ့သဘောကျတာအဲ့လိုနည်းနည်းအစမ်းမြို့အမားတို့ကမေးကြည့်တာပေါ့ဘာလေးကြီးကြိုက်တယ်ဆိုနောက်မှနောက်ဆုံးမှသူ့ရဲ့အဖြေကတော့ဒီ အမှုပညာကိုတော့သူကြိုက်တယ်အဲမင်းသမီးပိုင်းလောက်ရတာသူကြိုက်တယ်အဲ့လိုဟိုနံပါတ်အဲ့လိုအဲ့လိုအဲ့လိုပေါ့အမှုပညာကြီးလောက်ရတာကိုသူကြိုက်တယ်အမှုပညာသူကားတာလည်းကြိုက်တယ်ဆိုးတာလည်းကြိုက်တယ်သူအတယုတ်ဆောင်တာလည်းကြိုက်တယ်ဒါပေမဲ့အဓိကတော့တယုတ်ဆောင်တာသူမလုပ်တတ်ဘူးတော့ပုံမှန်မှာပဲသူရဲ့ဒီပုံမှန်သွားနေတဲ့ဟာလေးတွေကအမတို့ family အဒီပီကေတော့တင်ပြီးတော့တင်သွားမှာပေါ့နော်အဲ့တခုခုလောက်တော့လဲသိမှာပါပြိတ္တာကဘာမှမကြောက်ဘူးလေအဖေကခြေသေးများလိုက်တယ်ပါလေတဲ့